ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးသူညိုထုံးလို့ရေးသားတဲ့ဥရဲ့ကိုကိုလို့အမည်ရတဲ့ဝတ္ထုကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာဥရဲ့ကိုကိုအခန်းတည်းကျွန်တော်ဦးလေးဥတုတရားတတိယမြောက်မိမယူလိုက်သည့်တရင်ကိုကျွန်တော်ကြားသည့်ချိန်မှာတော့ဦးလေးဒီသူ့ဟာမလေးနဲ့ချောင်းသာဆိုလားငပလီဆိုလားနေလို့ကောင်းသည့်အရက်ဒေတာတစ်ခုခုမှာအပျော်ကျူးနေလောက်ပါပြီ တုံးုံုံရိုက်ခတ်နေသည့်ပင်လယ်လိုင်းတံတွေကိုနားထောင်ရင်တဦးနဲ့တဦးလိုက်တန်းပြေးတန်းကစားလေကြမလားသောမဟုလေတွင်းထားသည့်မော်တော်ကားကျုပ်ပေါ်သို့တဦးနှင့်တဦးအလူအယက်ခုန်တက်ကြရင်ခိုးခိုးခိခိရင်မောကြသလားစသည်ဖြင့်တွေ့ရင်ဂျားကဝင်ပြီးစိတ်ကူးရင်လိုက်မိသည်ကျွန်တော်တို့မန္တလေးကရတနာအယောင်းဝယ်လောကမှာဦးလေးရဲ့မိမထက်ယူသည့်တဲ့င်းကလူပြောချင်းတရားဖြစ်သည် တကယ်တော့ဦးလေးမိမယူသည့်တဲ့င်းသည်စမ်းကြည့်သည့်ကိစ္စမဟုတ်ပါလေယောက်ျားပဲဗျာ ိုကြိုက်လို့ကိုချာကျွေးနိုင်ရင်ယူခြင်းတလောက်ယူလို့ရတာပဲမဟုတ်လားပြီးတော့ယောက်ျားကောင်မိန်းမတထောင်ရဲလို့ဆိုရစကားလည်းရှိခဲ့ကြသည်ယခုဥလေးခမားသူယူသည့်မိန်းမရေတွက်ကတထောင်မပြောနဲ့လက်တော်တစ်ဖက်စာပင်မပြေသေးပြီတို့ပေမဲ့လူအတိုင်းဝိုင်းမှာဒီကိစ္စကိုဘယ်လိုပြောကြမလဲဆိုတော့ကျွန်တော်တိကျန်းသိရင်စမ်းလာပါပြီတို့လူကြီးကတော့လှုပ်ရှားလိုက်ပြန်ပြီဟေးလို့ရေပွဲဖွဲကြလိမ့်မလားအင်းအသက်ကြီးတော့ဖွဲနေကလေးရေစိမ်ကျွေးမှာအစားဝင်တဲ့ဗျာ ရရဆက်ဆက်ပြောကြလိမ့်မလားကျွန်တော်မသိအယောင်းဝယ်ကိစ္စနဲ့ရဲဝေးတို့ခရီးထွက်ရမှာပြန်ရောက်ရောက်ချင်းဖင်မူအောင်ဝင်မထိုင်ရသေးမီဇနီးတွေကဦးလေးတရင်ကိုကျွန်တော်အားပြော့ပြပါသည်ဦးလေးရဲ့တတိယမြောက်မိမသည်မိုးကောင်းမျိုးမှဖြစ်ပါတဲ့အရင်ကကွဲသွားခဲ့သည့်ဒုတိယဇနီးထက်အသက်၅နှစ်တောင်ငယ်သေးတဲ့ဗုဒ္ဓဦးသမီးဖြစ်ပေမဲ့ကောင်မလေးနာမည်ကနေတဲ့နန်တဲ့မဟုတ်ပဲခင်မြတ်ထွေးဖြစ်ပါတဲ့ ကျွန်တော်ဒီအသေးစိတ်စုံစမ်းသိရှိရသမျှကိုအချက်အလက်ဆောင်နေသွားနဲ့ဂုံတင်ကပြောပြနေသည့်ဇနီးတဲ့အားမျက်လုံးကြီးပြူကကြည့်နေမိသည်သူ့အတွက်တော့ကို့လင်သာခရီးဝေးကပြန်လာတာလုပ်ငန်းအချိန်နှင့်အစဉ်ပြေမပြေတိဖို့ထက်ဦးလေးကိစ္စပြောပြဖို့ကအင်မတန်အရေးကြီးရှာနေသည်ကျွန်တော်ဇတိကသူအကြသမျှတရင်တွေကိုခဏရက်ပြီးဤမျှတာမလုံနိုင်သေးအားစိတ်ဝင်တစားစကားဆက်ပြန်ပါ၏တတိယမျှကောင်မလေးသည်ဒုတိယမျှကောင်မလေးထက်များစွာများစွာလှပါသည် ကိုလုံးကိုပေါင်းလဲတောင်းတင်းသည်သို့တော်အကျင့်စာရိတ်တာကတော့အရင်ဟာနဲ့မရှားမနာအသက်25နှစ်အတွင်းမှာလင်းနှယောက်နဲ့ကွဲခဲ့ပြီးပြီဦးလေးနဲ့မရခင်၄6လအတွင်းမှာပင်တခြားသောယောက်ျားများစွာနေနဲ့ချွတ်ချွတ်ချဲချဲတင်ကြခဲ့ရသည်မိုးကောင်းကတင်တွေကိုမန္တလေးကနေပြီးဘလို့ရအောင်စုံစမ်းတယ်လဲဆိုတာကိုကျွန်တော်ဇနီးတဲ့အားအားလက်သည့်ချိန်မှမေးရပြီးအောင်ပြီဦးလေးကလည်းဒီအကြောင်းတွေကိုအားလုံးသိပြီးခွင့်လွှတ်နိုင်သည် ကောင်းမလေးဖြစ်ကဆင်းဆင်းရဲရဲနဲ့တနာစရာကောင်းလာဒီကိုအဲ့ဒီအရာကြောင့်ရင်ထဲမှာရှစ်ကျင်လာစွာတနာဖြစ်လာတာမန္တလေးတို့ပြန်ကန်ဤတွင်ဦးလေးကဟဲ့ကောင်းမလေးနင့်ကိုငါမကြည့်ရဘူးငါနဲ့လိုက်ခဲ့ပါလားနင့်ကိုတင်းတောင်းတင်းနဲ့ထားမယ်ဟုပြောတဲ့လေဤကဲ့သို့ဖြင့်နောက်တစ်နေ့တွင်စမ်းတော်သာအမြန်ရထားဖြင့်ခင်မြတ်တွေးကိုခေါ်ပြီးမန္တလေးကိုဆင်းရလာခဲ့ကြသည်အေးဗျာအဲ့ဒီလိုလို့လေဦးလေးမိမ့်မယူတာလွယ်တာမှလွယ်လာကြည်တာ သူ့မိမကိုများဆင်ထားလိုက်တာညှို့နေတာပဲတဲ့တော်ကြီးအကုန်လုံးဒေါ်လီဒေါ်သိန်းဤပစ္စည်းတွေကြီးပဲတဲ့အကိုရအာမလို့အာမရနဲ့ကျွန်တော်စကားကိုသူ့စကားကိုအဆုံးသတ်ပြီးကျွန်တော်အာပြုံးတိတိနဲ့ကြည်ယူနေရှိသည်ကျွန်တော်ကဒီလိုအပြုံးမျိုးတိတ်ပြီးသဘောမတွေ့လားဇနီးတဲ့ရဲ့အပြုံးဒီဘယ်အရာကိုရည်ညွှန်းနေပါသနည်းယောက်ျားတွေကအသက်ကြီးကြီးငယ်ငယ်ဒီလိုကြီးပဲလို့ဝလုံးသိမ့်ပြောခြင်းတလားဒါမှမဟုတ်တော့တို့အမျိုးတွေကမိမဆိုရင်ငန်းငန်းတက်လို့များဆိုခြင်းတလား သူ့အမှန်သူ့အမူအရာကိုကျွန်တော်မခံမနိုင်ကျွန်တော်ကတော့ဦးလေးကိုနည်းနည်းသနာမိပြီသူ့ခင်ဗျာတယောက်မကောင်းလို့တယောက်ပြောင်းရင်ယခုအခါတတိယံပြီဖြစ်ရပြန်ပြီအဲ့ဒီတတိယံပြီမြောက်နေလဲအိမ်တော်ရေးဒုက္ခရပါမတယ်လားတေချာတာကတော့ဦးလေးခင်ဗျာသူ့အနာမှာမိမမရှိလျင်မနေတတ်တော်ခြင်းဖြစ်ပါသည်အခန်းနေ့လောကတွင်လူယိုးများစမ်းများပွေဖောက်ပြီဆိုရင်တော့ဖြင့်ဘသူမှလာ၍မမိတော့ပေဦးလေးတို့ဒီလေအမှန်တကယ်ပဲလူယိုးလူကောင်းဖြစ်ပါသည် ကို့ဦးလေးမို့အမုန်းတွန်လိုက်ခြင်းလည်းမဟုတ်ရပါအမှန်တော့ဦးလေးတို့သည်ကျွန်တော်တို့ဒေါ်သိန်းဤနှင့်ဆက်မှအမျိုးတော်ချင်းဖြစ်ပါသည်ဒေါ်လီနှင့်မရခင်ကဦးလေးတို့သည်ကျွန်တော်တို့ရက်ွက်လမ်းထိပ်မှာနာယီဆိုင်ကလေးဖွင့်လာပါသည်အသက်အရွယ်က40ကျော်မိဘကမရှိတော့အတောအစားကင်းယောသားကျူစာသည်အားလက်သည့်အချိန်မှာတရားအထုတ်သည်ဤကားဦးလေးတို့ရဲ့အရေးရှင်ကျွန်တော်အမေတွင်ညီအမ၃ယောက်ရှိသည်အမအကြီးဆုံးကြီးတော်ဒေါ်သိန်းကြီးပြီးမှကျွန်တော်အမေဒေါ်သိန်းမီနဲ့ အငယ်ဆုံးဦးလေးရဲ့ဇနီးကွယ်လွန်သူဒေါ်သိန်းဤဖြစ်ပါ၏ညီမ၃ယောက်တည်းတွင်အသက်အသက်အရွယ်၄၀နီးပါးတောင်အိမ်တော်မပြုတ်နိုင်သေးပဲအမကြီးနဲ့အမလက်ကမွေးထုတ်သမျှတူတူမတွေကိုပဲထိန်းချောင်းနေရချသည်ဒေါ်လေးကစီးပွားရေးကောင်းသည်ဈေးချိုချွေဆိုင်တန်းမှာဆိုင်ငန်းရှိသည်ကြောင်စိမ်းနှင့်ဗဒံများအယောင်းဝယ်လဲလှုပ်သေးသည်သို့ပေမဲ့ဒေါ်လေးခမားသူ့ဘဝကို သူမပိုင်အစင်မသိလျင်ခလေးတယောက်လိုအမနှစ်ယောက်ရဲ့အဆူငေါက်ကိုလည်းခံရတတ်သည် သူ့ကမြာနေစဉ်နဲ့အမြအမတွေရဲ့မျက်နှာကိုပဲမျက်နှိမ်မျက်နှာကဲကိုပဲကြည့်ပြီးနေရချာသည် အလိုမကျတော့အမတွေရဲ့အစူကန်ထိပ်ပြီးဆိုမှပြင်ဒေါ်လေးနေစရာမရှိပြီအဲ့ဒီနောက်အထိအမတွေကိုဒေါ်လေးကြောက်ရချာသည်ဒါကြောင့်လဲဒေါ်လေးကမြာအပြိုကြီးဖြစ်နေရဟန်တူပါသည်အတန်းနှလုံးနဲ့လူပဲလေအချိန်တန်တော့လည်းအရှိဆိုသည့်အရာသည်သူ့ရင်ထဲမှာခိုးနာကောင်းခိုးနာခဲ့မည်လို့ကျွန်တော်ထင်ပါသည်ဤသို့ပြင်ကိုတမင်းကိုချား ိုးကိုရှာသားခဲ့ပြီးတူတူမတွေကိုထိန်းချောင်းရင်းနဲ့လူတယောက်ရဲ့အနေရမြင့်မရှိသောဘဝတစ်ခုကိုပြင်းရည်စွာဖြင့်အကုန်ဆုံးလိုက်ဖို့ဒေါ်လေးစိတ်ကူးထားဟန်တူပါ၏တို့ပင်မဲ့ဒေါ်လေးမှာအပြိုကြီးဖြစ်မိကံသာတာပါလာဟန်မတူကံကောင်းသည်လို့ပဲပြောရမလားမသိမြားနဲ့မောင်သည်အရှိန်တော်နောက်ကြားမှာဒေါ်လေးနဲ့ဦးလေးတို့ကိုတတိရသွားခဲ့သည်တနေ့မှာဒေါ်လေးရဲ့ တီတိုနီလက်ပတ်နာရီကလေးပြတ်သွားသည်ဤသို့ဖြင့်နန္ဒခင်ဈေးသွားချိန်မှာဦးလေးတို့ရဲ့ကောင်းမကောင်းနာယီပြင်ဆိုင်ကလေးစီတို့ရောက်လာခဲ့သည်ဘာကိစ္စပါလဲဩနာယီပြတ်လို့လားညနေဈေးရပြန်ကြဝင်ပြီးလက်ယူရဲနော်ကျွန်တော်အကောင်းဆုံးဖြစ်အောင်ပြုတ်ပြင်လိုက်ပါမယ်ဘယ်တော့ပြရမလဲရှင်အဲတရက်ကွက်တက်နေတဲ့သူတွေပဲဗျာပြင်ကမယူပါဘူးโอ้မဟုတ်တာရှင် ကြားတဲ့နာယူပါ ကျွန်တော်ရဲ့စိတ်တနာပါဗျာမယူပရစေနဲ့ဟုပြောပြီးတတိုနီနာရီလေးကိုတယူတရခိုင်းရင်မသိန်းအီးရဲ့မျက်နှာလေးကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်သည်သူ့အကြည့်တွေကြောင့်တကိုယ်လုံးအင်အားတွေဆုတ်ယုတ်သွားတယ်လို့ခံစားရသည်အော်သူ့ရဲ့ရင်ထဲမှာဖွလိုက်ပြီးမသိန်းအီးညီးလိုက်မိသည်ဝိတုရေးလည်းရင်သူတို့နှစ်ယောက်တွေ့ဆုံကန်းလေးသည်ဒီလိုပဲကြည်နိုးဝယ်ဖြစ်အောင်ရေးဖွဲ့ပေးလိမ့်မည်သို့ပေမဲ့လက်တွေတော့အဲ့ဒီတော့မဟုတ်ဦးလေးတို့သည်နာယီကိုဖင်ပြန်ကောင်းပြန်ကြည့်သည်ပြီးမှ နာယီကြီးစေးပြရမယ်အစိတ်ကြမယ်ညက်နေလာယူလဲဟုတုံးဒုံးတိနဲ့ပြောလိုက်သည်နာယီပြက်လို့လာအပ်သူဘသူဘဝါဆိုတာဦးလီတူမော့လဲမကြည့်ဟုတ်ကဲ့ချင်းဟုဒေါ်လေးကပြောလိုက်သည်အဲ့ဒါပါပဲကဲအဲ့ဒီနေရာဘလို့လုတ်ပြီးညားနိုင်မလဲဒီအတိုင်းဆိုဘလို့မှညားသွားတင်အောင်မရှိပြီတို့ပင်မဲ့တူတူနှုတ်ဦးရဲ့ဖူးစာကံပါလာတာကတော့ဒေါ်လေးနဲ့အတူပါလာသည့်ကြီးတော်တိန်ချီကဦးလီတူရဲ့ပြောဟန်ဆိုဟန်တွေကိုဘလာကြီးသဘောကျသွားတော်မူသည် တို့သူစိတ်ထဲတွင်အသက်အရွယ်မတိမ်မယိမ်ဒီနေရောက်ကိုပေးစားလိုက်ရလျင်ကောင်းလီစွာကိုတွင်မိသည် မောင်တိုးဆိုတာအတွင်းသည့်အစင်းသည့်ပစ္စည်းဥစ္စာချို့တိုက်တာကလွဲတို့တခြားဘာမှပြောစရာမရှိဤတို့ဖြင့်ကြီးတော်သည်ထိုအတွေးကိုသူကောင်းထဲမှရေခဲရိုက်ပြီးကြာကြာတိမ်မထားနိုင်အားပဲကျွန်တော်အမေရှိရာသို့ကတိုက်ခဲရိုက်ပြေးလာခဲ့သည်အမေကအဝယ်စားတွေကိုတဖုံးဖုံးချော်ဖို့ရင်ကြီးတော်ရဲ့စကားကိုစုံအောင်နားထောင်သည်ပြီးမှကောင်းသားပဲမမရဲ့မောင်တိုးဟာလူရိုးလူကောင်းလေးပဲ တင်းဤအတွက်လဲစိတ်ရှားရတာပေါ့ဟုမဲပေးလိုက်သည်ဤမှာပင်ပွဲကပြတ်သွားခဲ့ပြီဒေါ်လီရဲ့တွေးကဒေါ်လီရဲ့အတွက်ဒီနှစ်ယောက်ကမင်းမဟုတ်ပါလားထိုအချိန်ကကာယကံကျင်နှစ်ယောက်ခင်ဗျာဒီကိစ္စကိုလဲဘာမှမသိချာသိစရာလဲမလိုတာပဲခန်းတော့အဲ့ဒီနေ့ခမ်းမတဲမှာကျင်းပခဲ့သည့်ဒေါ်လီတို့မင်္ဂလာပွဲသည်အစီအကားဆုံးဖြစ်ခဲ့သည် ဒီရသက်ဒီရရရောင်းမှလက်ထက်ကြလို့အံ့ဩခြင်းဖြစ်ကလာရောက်စူဇန်ရင်မင်္ဂလာပွဲကိုလာကြတယ်လို့အင်မတန်မှကကြီးကကြောင်နိုင်လာတော့ကိုအမျိုးကိုမှလွဲလျင်ဘသူကိုမှအကောင်းမထင်တတ်သောအတိုင်းဝိုင်းနဲ့သို့ဘလိုလူသားမျိုးရောက်လာတယ်လဲဆိုတာသိချင်၍လာကြသူတွေလည်းရှိသည်မိတို့ပင်ဖြစ်စေဒေါ်လေးနဲ့လက်ထက်ပြီးနောက်ဦးလေးသည်သူ့နာယီပင်ဆိုင်ကလေးကိုဖြုတ်ပြီးဈေးချိုချွေဆိုင်တန်းနဲ့အဲရွေဈေးချိုချွေဆိုင်တန်းနဲ့သို့ရောက်သွားခဲ့သည် ဒေါ်လေးကရွှေနဲ့ကြောင်းမြတ်ယတနာအယောင်းဝယ်နီးနာနေတရများကိုဥလေးအားတင်ပေးသည်ထိုတွင်ကကြောင်းအယောင်းဝယ်သည်မူဇေမတစဉ်တပတ်နိုင်ငံသို့မောင်ကိုပို့နိုင်လျင်အမြဲဆုံးကောင်းကောင်းရသည်ဒေါ်လေးအိမ်တော်မကြခင်တုန်းကတော့အဲ့ဒီယတနာပစ္စည်းတွေကိုကျွန်တော်ကပဲဒိုင်းခံခံပြီးအယောင်းဝယ်လုပ်ပေးရဘူးသည်ခရီးဝေးသွားတရာရှိလျင်ကျွန်တော်ပဲသွားသည်ယခုဥလေးရှိတော့ကျွန်တော်အကူအညီပေးစရာမလိုတော့ဥလေးသည်တခြားသောအယောင်းဝယ်မိတ်ဆွေအချို့တို့နဲ့အတူမူဇေတို့ခရီးထွက်သည် မန္တလေးမူဆက်ကြီးသည်တနေကုန်ကာမောင်ရသည်လမ်းမန်းအရှင်တွေကလည်းယခုလိုမချောမှုသည် မော်တော်ကားဆထွက်ကလေးကဖျားစာတရားစာများရုတ်ဖက်ပြီးလိုက်သွားရသည်အန်နေရတစ်ခုခုကြုံရလျင်ဖျားမှလွဲ၍ဘယ်ယာမှအားကိုးစရာမရှိပေဤသို့ပြင်ဆွတ်ဆွန်သန်သာတွားရောက်ပြီးရောင်းရငွေသည်ကိန်းကနန်းကြီးမာသည်သို့သောအချို့သောရောင်းဝယ်သမားများမှာတော့ရောင်းရသည့်ငွေသည်အိမ်သို့ပြန်မပါလာတဲ့ငွေကုန်တရားအပြောပါကိစ္စတွေကလည်းများသည်ကိုဦးလေးကတော့အချင်းသည် အယောင်းဝယ်ကိစ္စကလွဲတို့တဲကိုကန်းအပြင်ထွက်ခဲသည်တဲကိုကန်းထဲမှာပင်ပတိစိတ်တရားထိုင်သည်ပြီးလျင်သူ့သူ့လက်ဆွဲဇိနထဘကတဏီချန်းစာအုပ်ကိုဖတ်သည်တတရုံအင်းကြီးလက်တော်နှင့်ချီလုံးကြီးကွက်စိတ်ကလေးပဲအမြဲတမ်းဝိစဉ်သည်ဦးလေးရဲ့ပုံတရံသည်ကြောက်ယောင်းဝယ်သမားလို့ဘယ်လိုပြောလို့မှယုံနိုင်တရားမရှိများသောအားဖြင့်ကြောက်သောမားများသည်လက်ထဲမှာပတ်စံကလေးဖောဖောတည်တည်ရလျင်ဖြင့်မြမတတိကိုပြကြသည်ကောင်းကောင်းဝတ်သည်ကောင်းကောင်းစားသည် အရက်ကလေးတမျှများလုံရင်တခြားသောအပျော်ပါကိစ္စတွေဘက်သို့ရောက်ကုန်တတ်ကြသည်ဦးလေးကတော့ရောင်းဝယ်ကိစ္စပြီးလည်းရင်မန္တလေးသို့ချက်ချင်းပြန်ဆင်းတတ်သည်သူမိတ်ဆွေများကခဏတပြုတ်နေပါအောင်လို့ပြောတာတာတော့ဦးလေးကမနေနိုင်မအီစိတ်ပူလို့နေလိုက်မယ်မအီကရောင်းဝယ်ကိစ္စပြီးပြီချင်းပြန်ရမှာတဲ့မအီကအပိုသုံးတာမကြိုက်ဘူးကွစသည်ဖြင့်သူ့အားတားသမျှလူတိုင်းကိုတအီတဲအီပြ၍မန္တလေးသို့ပြန်ပြေးလေ၏ ဒါကြောင့်လည်းသူတို့လင်မယားစီးပွားရေးသည်တမဟုတ်ချင်းကြီးပွားတိုးတက်သွားသည်တိုက်ချံကစသည်ဖြင့်လက်ထပ်ပွားပစ္စည်းတွေကလည်းမနှဲမနှောနဘာတိလင်မယားဟုလူတိုင်းကအားကြပြီးရှင်းမွန်ကြသည်ပြောချင်တရားကောင်းသည့်ဒုက္ခပုံကလေးဖြစ်သည်တို့ပင်မဲ့ကံကြမ္မာကကြောက်เสียရကောင်းသည်ဒီလင်တင်မယားခမားအိုအောင်မင်းအောင်မပေါင်းသိမ်းလိုက်ရရှာပါတချံကြကဏီမှာဒေါ်လေးတယောက်ရုတ်တရက်ကောက်ခါငင်ကဖျားသည်အပူအကြီးလုံး၍တတိလက်သွားသည်အထီဖြစ်သည် ဆရာဝန်ကိုအမြန်သွားပြီးပြင့်တော်လဲဒေါ်လေးအသက်ကိုမမီတော့ပြီလောကမှာဘယ်အရာမှမမြဲသည့်ကိစ္စအနိစ္စတရားကိုဦးလေးနားလည်ပါသည်ဘလို့ပဲတန်ရိုးစင်တွေတွေ့တာခဲ့ကြပြီမဲ့အချိန်တန်လျင်ခွဲခွာရပါပြီယခုတော့အချိန်မတန်ခင်မှာခွဲခွာသွားရပြီဖြစ်သည်ယူကျုံမရသည့်ပူဆွေးတော့ကတွေကြောင့်အမြဲမှချုပ်ခဲ့ရသောအနိစ္စတရားကိုပင်ဦးလေးမေ့သွားခဲ့သည်အသက်ဝိညာဉ်ကင်းမဲ့နေသည့်ဒေါ်လေးရဲ့ခန္ဓာကိုယ်လေးကိုပွေဖက်ရင်းမျက်ရည်တွေတွေ့တွေ့စည်းကြလျက်ရှိသည် မသိင်ဤရဲ့နေငါ့ကိုတယောက်တည်းထားရခဲ့တယ်နော်။အိုးငိုတမ်းပါကြီးနဲ့အော်ဟစ်ပြောလိုက်သည်။အာတုပလာကြသူတိုင်းမိသူမမျက်ရည်မစဲနိုင်ကြ။ဦးလေးရဲ့ငိုချိုင်ပြီးပြောလိုက်တန်ကကျွန်တော်နားထဲမှာပဲ့တင်ထက်သွားခဲ့သည်။အော်တနာကြရာကောင်းလိုက်တယ်ဦးလေးရဲ့။ဒေါ်လေးမရှိတော့သည့်နောက်မှာသူ့ခင်များတယောက်တည်းဘလို့နေချာမိနီ။ဦးလေးရဲ့အတွက်ကျွန်တော်ရင်လေးပြီးရင်မောသွားခဲ့ပါသည်။အခန်းလေးတယောက်တည်းနေရတာကိုဦးလေးခင်များမနေတတ်မထိုင်တဲ့ဖြစ်ဟန်တူပါသည်။ ဒေါ်လေးဆုံးသွားပြီးတော့မှရှောက်လာမပြေသေးမိမတယောက်ကိုကောက်ခံငင်ကယူလိုက်လေထိုတရင်ကိုကြားကစားကကျွန်တော်နားကိုပင်မယုံချင်းမကြခင်ဖြစ်ချောင်းကုန်စင်တိရတော့မှအံ့ဩရတယ်လို့ဦးလေးအတွက်လည်းစိတ်မကောင်းဖြစ်ရသည်ဦးလေးယူလိုက်သည့်မိမသည်သူ့ထက်အသက်ထောက်ဝက်ခန့်ငယ်သည်ပြီးတော့မိမကောင်းမဟုတ်တို့အပြစ်ပါပဲကွာအပြောတော်ဘောနဲ့စရင်သူ့ကိုထိန်းလို့မရတော့ဘူးဟေးဟုမိ쇠တယောက်ကပြောပြပါသည်မူစောမူစဲကတဲခုကမ်းပါပေါ့ကွာ မင်းဦးလေးကတော့ထုံးစံအတိုင်းအခန်းပိတ်ပြီးဗတိစိတ်တရားထိုင်နေတာပဲအဲ့ဒါကိုတို့တွေကအပြောသဘောနဲ့မကောင်းတဲ့မိန်းကလေးကိုသူ့အခန်းထဲလှုပ်လိုက်မိတယ်ဒါပေမဲ့မောင်တို့ကလက်ဖျားနဲ့တောင်မတိုးတဲ့အပြင်ဒီအလုတ်ဟာမကောင်းတဲ့အလုတ်အကြောင်းတရားတွေဟောပြီးလှုပ်လိုက်သေးတယ်တဲ့နောက်နောက်တယောက်လှုပ်လိုက်တော့လေအရင်မိန်းကလေးအတိုင်းပဲတို့လေမောင်တို့ရဲ့ကိုချင်းတိတ်ခါကိုတကယ်လေးစားမိတယ်ကွာအဲ့ဒီအချိန်မှာကြော်မြကရောက်လာပြီး အကြိုက်မတွေ့အကြိုက်မတွေ့သေးတော့ပါဗျာသူအကြိုက်တွေ့ရင်ဘယ်ခံနိုင်မှာလဲဇန်ချောတဲ့ယသိတောင်ချောသေးတာပဲပြောတော့တို့နဲ့အရှိတင်စကားများကြရင်မစီမဆိုင်အလောင်းသားတစ်ခုဖြစ်သွားတယ်ကွာမောင်တိုးကိုဇန်ချောအောင်လုံနိုင်တဲ့မင်းကလေးရှိရင်ငွေ9000ဆုချမယ်ပေါ့ကွာအဲ့ဒီမှာပဲမင်းဦးလေးယူလိုက်တဲ့ဝဝင်မြင့်ကသူတောင်းဝန်ယူရဲတယ်တဲ့မင်းဦးလေးဇန်ချောစီရမယ်တဲ့မကြပါဘူးကွာသူပြောတယ်လို့ပါပဲမောင်တိုးဇန်ချောရတော့တာပဲအင်းချောယုံနေမှာမဟုတ်ဘူးမင်းမြင်တဲ့အတိုင်း ဝေဝေမြင့်ကိုယူလိုက်တဲ့အစီဖြစ်သွားတယ်။ဒုကဘလို့ပဲတရားချကြဘလို့ပဲပြောပြောမရတော့ဘူး။ဝေဝေမြင့်မှာဝေဝေမြင့်မယ်။အတွေ့အကြုံမရှိတော့ဆွဲလန်းသွားပြီလေကွာ။ဆွဲလန်းသွားအောင်လေဟိုကောင်မကလှုပ်လိုက်တာကိုအပြတ်မှဆိုတော့ဒါမျိုးကနောကျင်နေပြီ။ပထမဦးဆုံးမင်းဦးလေးခန်းထဲကိုသွားပြီးပလူပလဲမလုပ်သေးပဲမင်းဦးလေးနဲ့စကားပြောတယ်။သူ့အကြောင်းတွေကိုမဟုတ်ကဟုတ်ကတနာကြရဖြစ်အောင်ပြောတယ်တဲ့သူခင်ဗျာဦးလေးမရှိလို့ဦးလေးအစားရတော့ဝမ်းသာမိတယ်ဘာညာပေါ့ ဒါကအစာပြိုးတဲ့နေ့နောက်တရက်ရောက်တော့ရင်းနှီးလာပြီလေကွာသူတရားထိုင်နေတဲ့အချိန်မှာရက်ခတ်ပေးရတာနဲ့ရေဘူးရေချမ်းကမ်းလှမ်းရတာနဲ့နောက်ဆုံးတော့ရက်တပတ်တောင်မပြေးလိုက်ပါဘူးယခုမှစိတ်မကောင်းဖြစ်နေချာသည့်ထိုပုဂ္ဂိုလ်အားဒေါသဖြစ်သွားခဲ့သည်သူ့ကိုပိုးဆိုးပက်ဆက်ပြောလိုက်ခြင်းသည့်စိတ်ကိုမနှဲထိန်ထားရသည် သူတို့တွေရဲ့အပျော်တော်ဘောအလောင်းကစားသည့်လူတယောက်ရဲ့ဘဝကိုအများကြီးပြောင်းလဲသွားခဲ့စေပြီး မတန်းအီးနဲ့ညာတော့ကတော့အဲ့ရတဲ့မှာပဲပယုတ်စီအနတ်နဲ့ပဲရှူခဲ့ရတာကိုကွာအခုရုတ်တလေတို့ဂိုဟာတို့နဲ့တွေ့တော့မှကောင်းမှန်းသိနေပြီသူ့စကားကိုဆုံးအောင်နားမထိုင်တော့ပဲရှားကနေလက်ထွက်သွားခဲ့သည်ပြီးတော့မှကျွန်တော်ဘာမှမတတ်နိုင်တော့ပါဘယ်လန်ဘယ်စကန်းအတိလျှောက်လန်းကြမည်ကိုပဲစိတ်မောစွာဖြင့်စောင့်ကြည့်ပြရတော်မူသွေးပူနေချိန်မှာတော့ကိုရနိုင်လေးကိုချူချရင်ကောင်းမလေးစီကကို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 လို့ခေါ်တဲ့အတန်ကလေးကိုပဲဆွဲလန်းနေမှာဖြစ်သည် ။တရားသမားကိုတရားပြဖို့ဆိုတာလွယ်ကူသောအလုပ်မဟုတ်ပါဘူး။အခန်းကကံကောင်းကျင်တော့ဦးလေးနဲ့အိမ်တော်ကြပြီးလေးလားလောက်ကြာမှဝေဝေမြင့်ကသူ့ဇာတိရုပ်ကိုမဖုံးနိုင်တော့ဘူး။ဦးလေးခရီးထွက်နေစဉ်အိမ်ကလက်ဝတ်ရတနာ၁၀သိန်းမိုးလောက်ခိုးယူပြီးတခြားယောက်ျားတစ်ယောက်နဲ့လက်ပြေးသွားတော့သည်။ဒီသတင်းကိုကြားကြချင်းမန္တလေးသို့ရောက်ရာအရမှဦးလေးပြန်လာခဲ့သည်။မောင်ညိုရာဦးလေးကိုကူညီစားပါအောင်ကွာ။ မိတ်ဒီလာမှာမင်းအမေရောက်နေတယ်တဲ့မင်းလိုက်ပြီးသွားကြမှာကွာဦးလေးကခွင့်လွတ်တယ်လို့လည်းပြောပြီနော်မင်းနဲ့တပါးနဲ့ခေါ်ပြစ်အောင်ခေါ်ခဲ့ကွာပြပြလဲလဲလဲဖြစ်အောင်လုပ်ခဲ့မင်းအမေကစိတ်ကြီးတယ်ကွာစောက်တီရမရဖြစ်နေသည့်ဦးလေးကိုကြည့်ရင်စိတ်ညစ်သွားရပါ၏ကဲဦးလေးစကားကိုလည်းနားထောင်ကြည့်ကြပါဦးကျွန်တော်ထံအသက်ငယ်တဲ့သူ့မယားလေးကိုမင်းအမေတဲ့အမဲ့မိမပြက်ကလာလာချီသည်စိတ်ကြီးတော်မူတဲ့ဗျာမားစိတ်မုံ၍တင်းမတင်း မချိန်ဆနိုင်သည့်ဦးလေးရဲ့စကားကိုဟုတ်ကဲ့ဟုပြောပြီးမိထီလာတို့လိုက်သွားလိုက်သည်။သို့ပေမဲ့ဦးလေးမှားတယ်လို့တော့ကျွန်တော်မပြောနိုင်။အချင်းပြည့်သည့်မိမတယောက်ကို မြစ်တာတရားအကြောင်းနားလည်အောင်လဲတရားမဟောခြင်းခက်ကြမ်းကြမ်းကလေးကင်တွင်မှဖြစ်ပေမည်။သို့ပေမဲ့မိထီလာရောက်တော့ကျွန်တော်ကံကောင်းသွားသည်။ထိုမိမမရှိတော့ဘူး။တောင်ကြီးတို့ဆက်သွားသည့်တဲ့တင်ကိုလည်းကြားရသည်။ဦးလေးစီတို့ဒီကိစ္စကိုဖုံးဆက်ပြောတော့တောင်ကြီးဆက်လိုက်တဲ့အမိတ်တော်ပါလိုက်ပြီမလွယ်ပါလား ရေမြေဆုံးနေတော့ခင်ဗုံးကိုတော့တွေ့အောင်ရှာတော့မြည်ထင်ပါသည်ဒါပေမဲ့တောင်ကြီးထီကျွန်တော်ဆက်ပြီးတော့မသွားခဲ့ပြီမိတီလာမှာပဲ၃ရက်လောက်နေသည်ပြီးတော့မှမန္တလေးကိုပြန်လာခဲ့သည်ဦးလေးဟာတောင်ကြီးကလောပင်းတရနှံ့နေအောင်ရှာခဲ့တာပဲဗျာစုံစားလို့လည်းမရဘူးစူသားပါအောင်ကျွန်တော်ကြီးလိုက်သည်ကျွန်တော်ကိုကြည့်ရင်ဦးလေးခမညာမျက်စိပြက်မျက်နှာပြက်ဖြစ်သွားသည်ဦးလေးကိုတနာမိသွားသည်ဒါပေမဲ့ဇလန်းကပြည့်ပြတ်သွားသည်မို့ဝမ်းသာမိသွားသည် နောက်တလားလောက်ကြာတော့ကွာချင်းပြက်ဆဲသည့်စာချုပ်စာတို့ကြီးတစ်ဆောင်နဲ့ဦးလေးစီတို့ရောက်လာခဲ့သည်ကိုကိုရဲ့ရှစ်သူအတင်းတွေ့ခဲ့မိတို့ရက်ဆက်တဲ့မိမအမိုက်ကိုမိွေကိုခွင့်လွတ်ပါတော့ဦးကလေးကဦးလေးကတော့စာကိုတေချာဖတ်ပြီးခလေးရဲ့မိုင်းလာကြည်လားလို့မိတန်း၍နေရှိသည်ငွေစဲသိန်းကျော်ကိုဖြောင်းသွားတာကိုပင် စိတ်မထိခိုက်ခံစားရဟန်မတူပေဦးလေးသာကျွန်တော်သာဦးလေးကိုမကြောက်ရလေရင်တကယ်မိုက်တာဟိုကောင်ကမဟုတ်ဘူးဦးလေးပြဦးလေးဟုပြောလိုက်မိပေမည် ဦးလေးဒီလေးတွက်စွာတပြင်းမှုထုတ်လိုက်ရင်နန်ရံမှာချိန်ထားသည့်ဒေါ်လေးရဲ့ဓပုံနာက စိတ်ပတိကိုကင်ကဖျားကန်းထဲသို့ဝင်သွားလေသည်ယခုမှပဲဖျားကိုပြန်လဲတရိယာဟန်တို့ပါ၏ယခုတော့လေဖျားတရားကိုဦးလေးမေ့သွားပြန်ပြီထင်သည်ထို့အတူဒုတိယမြောက်မိမကိုလည်းတတိယဟန်မတူတော့ပေတတိယမြောက်ကလေးနဲ့ပြားရည်စံခရီးသည်တလားခွဲလောက်ကြာသည်ကျွန်တော်စီတို့လက်ဆောင်ပစ္စည်းတွေပို့သည့်အတစ်ဆက်ဆက်ဇနီးမောင်နှံကိုကျွန်တော်ဘလို့စူတောင်းပေးရမှန်းပင်မသိတော့ ပင်လယ်ကမ်းခြေမှာနေကောင်းနေတဲ့တွင်ဆူချိုက်လို့အကျောရှင်တွင်ပြေသွားသည်ထင်ဥလေးရဲ့ရုပ်ရည်သည်အသိအင့်တင့်မြုပ်ပြနေသည်ဥလေးကမော်တော်ကားတဲ့ကမစင်းပါထင်းလင်းတိုက်ကိုမင်္ဂလာဆုံးကပ်ဖို့ကိစ္စအတွက်သွားစရာရှိသေးသောကြောင့်ဟူပြောပါသည်ကျွန်တော်ကဥလေးနဲ့စကားပြောရင်းဥလေးရဲ့တစ်ဖက်ခုံမှာထိုင်နေသည့်အတော်တော်ရောင်အုံမြင့်မိမ့်မဲ့ပြိုကိုအကဲခတ်လိုက်သည်ဥလေးကြိုက်မည်ဆိုလဲကြိုက်ရှင်စရာဖြစ်ပါ၏မော်တော်ကားအတွင်းသို့ကတိကတ်သက်ဝင်လာခဲ့သည့် နန္ဒကင်းနေရောင်ကြီးများသည်ဦးလေးကတော်ရဲ့ဗာနဖကစိန်နဂတ်ကိုထင်းငနေရှင်းငနေလင်းလက်သွားစေသည်ဒါလည်းဒေါ်လေးရဲ့စိန်နဂတ်ပါပဲကျွန်တော်အမှတ်မိသည်လေဦးလေးကတော့အယောင်းဝယ်အရှင်တွေကိုကျွန်တော်အားမေးသည်လုပ်ငန်းကိစ္စပဲရောက်သွားတာကြောင့်စကားအမြင်ကမပြတ်နိုင်အနာကမချောကကျွန်တော်တို့နှစ်ယောက်ကိုကြည့်ရင်စိတ်ရှည်တော့ဟန်မတူတော့ဘူးကိုကိုသွားကြကြို့လေဖုန်ကြီးเจ้าကပြန်ရင်ဈေးချိုကိုလည်းသွားရအောင်ပါနော်ဟိုဦးလေးရဲ့ပေါင်ကိုပုတ်ရင်တတိပေးလိုက်ပြီ ။အော်အေးအေးအေးကဲမောင်ညိုဥလေးသွားတော့မဟိ။ဥလေးစီလာခဲ့အောင်ကွာ။နောက်မှပဲအလောက်ကိစ္စအတွက်စကားပြောကြရအောင်။ဥလေးရဲ့အတန်ကထူးထူးခြားခြားမျိုးကြွလို့နေပါသည်။ကျွန်တော်ဒီစက်တန်ညံ့ရောစွာနဲ့ချောကနေပြည့်ထွက်သွားသည့်မော်တော်ကားကလေးကိုပဲငေးမောကြည့်နေမိသည်။ဟင်းဒီတယောက်လေကိုကိုလို့ခေါ်နေပြန်ပါလား။ဦးလေးဒီကိုကိုဆိုတဲ့အတန်ကလေးကိုအလွန်တရာမှနဝင်ချိုဟန်ရှိသည်။အရင်ကိုကိုကတော့သူ့စီမလေးလာပဲခံသည် ယခုကိုကိုကတော့ဘဏ္ဍလထေခံလီမီနီကျွန်တော်မသိပါတတိယမြောက်ကိုကိုကဒုတိယကကိုကိုထက်များလက်တံပြင်းလိုက်ရင်တော့ဥလေးခမားလံကွက်တီဝှက်ပြီးတောရိပ်ခိုးဖို့ပဲကြံတော့သည်ဥလေးရဲ့ကိုကိုတို့ရဲ့ကျွန်တော်ဥလေးအပေါ်မှာတဆိတ်လောက်ကျင်နာတနာကြပါကွယ်ယို့တို့ရင်ထဲမှာကြိတ်ပြီးစူတောင်းပိယုံကလွယ်တို့ကျွန်တော်ကရောဘာများတက်နိုင်အောင်မည်နီမြို့ထုံးလူရွှေမြို့တေရုပ်ဆောင်မဂ္ဂဇင်းအမှတ်69ဇူလိုင်လ1995ခုနှစ် အခုဆက်လက်ပြီးတော့စာရေးသူများတင်ရေးသားတဲ့အာရန်တီလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်ဖျားတင်ဆက်ပေးကြပါရခင်ဗျာအာရန်တီအခန့်တလေးပြတစ်ချက်တုတ်ခနဲတိုက်ပြီးမိုးစံများတဖွဲဖွဲကြလာ၏အကာအယံမပြည့်စုံသောတဲအတွင်ပိုင်းသို့လေးစိမ်းများဝင်လာခဲ့ပြီးစိတ်ငနဲ့အေးသွားသည်မိုးနောက်မိုးသည်ကောင်းပါကဘာပဲပြောပြောမိုးကိုကျေးဇူးတင်နေရသည် မိုးသိမ့်များလာလျင်မိုးထားတာကြာပြီးဖြစ်သည့်အင်ဖက်အဆွေးကလေးတွေရိပ်ပြဲလာမှာကိုလည်းနည်းနည်းတော့စိုးရင်သည် မနက်ဈေးထဲမှာမိမကအတန်လွန်လွန်ဆက်ဆက်ကလေးဖြင့်ကဲဒီဘက်ကဖားလက်လက်ဆက်ဆက်တွေရမယ်နော်ဝယ်ထားကြမယ်ရက်ကြည်နေတော့အမျက်မရှိဘူးလို့ဈေးခေါ်အော်ဟစ်ရောင်းချနိုင်ပြီးအရေးစိတ်တွင်ထဲ့လို့ထားလိုက်ပြီးတော့စိတ်ကပေါ်ပါတက်တာတော့ပြန်ဒီရွာစံမစဲတန်းရွာထားစံအဲတို့ပေမဲ့နောဧတို့အတင်းမောကြီးတိဆောက်ရရလောက်အောင်ရွာချတော့မိုးကြီးကိုတော့ရွာချလိုက်လို့တော့မဖြစ်ပြီအလုံးဒုက္ခရောက်မှာဖြစ်သည် ဖြောင့်မှန်သူတွေဘလောက်နည်းနည်းမဖြောင့်မှန်သူတွေဘလောက်ပင်များလာပါစေအသက်ကလေးရှင်သန်နေရခြင်းကိုထိပါလာမည့်ဘေးအန္တရာယ်ကိုတော့မလိုခြင်းလူသားချင်းချင်းသူများကိုလည်းမသေးသေးခြင်းကိုလည်းမသေးသေးခြင်းညီညွတ်မြတ်တမ်းမှုရှိသောအကြောင်းအရာအကျိုးတရားများကိုပဲဖြစ်စေခြင်းသည်ရှိစေခြင်းသည်ဘယ်ချိန်ဘယ်ကာလမှာပဲဖြစ်ဖြစ်ညီညွတ်မြတ်တာသည့်စိတ်နှလုံးသားဖြင့်အတ္တမွေးမှုကိုပဲရရှိခဲ့သည်လူသားတယောက်အတွက်အသက်ရှင်ရည်တည်နိုင်၏အတွက်အသိဉာဏ်ပညာတိုးတက်ထွန်းကားလာမှုနှင့်အပြိုင် တမ်းမှပြထန်းချက်များဖောင်းပွားပြီးတဖြည်းဖြည်းကြက်တဲချင်းပြောင်းလာနေသည်ကလည်းအမှန်ဟောတော့မိုးတွေကရွာနေပြီမသွားသေးဘူးလားဘာလုပ်နေတာလဲအတွေးပြင်းငြိမ်မျောနေတော့မိန်းမကတတိပေးကြိမ်တို့ပြောလိုက်ပြီးခေါင်းရင်းမှမိချစ်ကိုလှမ်းပြီးစမ်းသည်ဓာတ်ဝင်မိချစ်ကလေးကိုစမ်းမိသည်ဖျားနှင့်ပုတ်တိုက်ထိခတ်တယ်လဲထွက်လာသည်လက်ပြင်းကိုင်းပြီးမိချစ်၃လေးချက်လောက်ချက်ခတ်ပြီးမှဖျက်ခနဲမိတောက်လာသည်မိခွက်ကိုလှမ်းပြီးမိထုံကြီးလိုက်သည် ကဘာဦးကယောက်ျားအာဒံပေါ်မိမဧဝထုံးကြီးလိုက်တော့ကဘာဒီမီနဲ့ဘလို့မှခွဲခြားမှုမရနိုင်သည့်မိမျိုးဖြစ်လိမ့်မည်ထင်သည်အဲ့ရဘော်ကနေထားလိုက်သည်တူပြားဟောင်းများဖြင့်ပြုလုပ်ထားသောမိအုပ်ကလေးကိုတွားပြီးယူလာခဲ့သည်ကျမ်းပြင်ပေါ်တစ်ချက်ဆောင်ပြီးမိုင်းခါလိုက်ပြီးမိခွက်ကိုထည့်သည်ဒီစဉ်မိခွက်ကလေးသည်တိတ်ပြီးတော့အာမကောင်းလာပြီမိခိုးမိုင်းမမဲများကိုသာမဲနဲ့တွေ့တမ်းပြီးထွက်စေသည် ်ဝေထားသောအင်းကြီးကိုချွတ်သည်ညနေကရေလဲလှုပ်ထားသောဖြင်းစဘောင်းမီတုပ်ကလေးကို ရေလဲဝှက်ပြီးဝှက်သွားခဲ့သည်ပစိုးကိုတော့ဖြင့်ရှေပြင်းခတ်ပြီးမိမရှိရာအိပ်ရာထဲသို့ပို့လိုက်သည်တုံးနေကြဝေချမ်းများကို တိုင်နှင့်ထရန်ကြကလှမ်းယူလိုက်သည်ပြီးတော့ရှေတလန်းစာအမြင်ရှိတဲ့တဲပေါ်မှာအောက်သို့ဆင်းလာခဲ့လိုက်သည် မိုးဒီတဲကြီးမဲကြီးရွာလို့ကောင်းနေတယ်။လာဒီကဘာတစ်ဖက်ချမ်းတို့အလဲလုံနေ၏။အရှင်နေအလုံးကောင်းနေ၏။တဲနောက်ဘေးချောင်းလေးတစ်ဖက်ချမ်းကြီး လက်ကွင်းပြင်ကြီးကြီးဖြတ်ပြီးကူသွားလိုက်သည်တိတ်မကြလိုက်နွားချေးဘုံမို့မို့ပေါ်အခန့်သားဆံပြန်းနေသောခက်ကြီးကြီးတကောင်ကိုအစတွေ့သည်အယောင်လက်တောက်ပနေသောမျိုးလုံးများဖြင့်အစာဝပြီးမိုးဆက်များ၏အရသာခံစားနေချသောထင်ပါ၏တချက်ရိုက်ပြလိုက်သည်လက်စမမှန်ဖြင့်ထိထိမိမိပွဲဥထက်ရိုက်ပြလိုက်ခြင်းဖြင့်မိုးရင်နုနေသောနွားချေးဘုံဟန်ပြတ်လွင့်စင်သွားပြီး အကောင်ကကားကနေဖြစ်သွားသည်ဝါရှမ်းများကင်သောလက်ဖြင့်ကောက်ယူပြီးပလိုင်းထဲတွင်ထည့်လိုက်လေသည် ဇေဥပောင်းဇေဥပောင်းဇေဥပောင်းကဗ္ဗတိရွယ်ကဗ္ဗဟင်းရွယ်စိတ်ဓာတ်တည်းမြင့်တင်နေကြဂါထာလေးကိုယူသည်ဟောလူသွားလမ်းမြခင်းစမှာတကောင်တီခွေကြီးကိုတပိုင်းတစကိုမြူနေစေဖျားငနဲ့ရိုက်ရှာပြလိုက်သည်အသက်ဘလိုပဲပုံပုံစံမြင့်လွင့်ထွက်သွားသည်ကိုမသိရတော့အကောင်ကိုကောက်ထဲလိုက်သည်ခရီးအဘယ်ပဲအဘယ်များလောက်ဆန်းငက်လေပြီးမသိအာကောင်ကဆွဲကြည့်လာပြီးရှင်တင်တင်ဖြစ်လာတော့ကြောင့်စေဘောလေးစီအာယုံရောက်သွားသည် နောက်ဘက်အဝေးသို့လှည့်ကြည့်ကရောက်ကြည့်သွားရာရုံဝန်းကိုခံမှန်းလိုက်သည်အတော်ကြီးလှမ်းခဲ့လိမ့်ပြီခေါင်းပေါ်တင်လာသောခမောက်တွင်မှပလတ်စတစ်အိတ်ဖြင့်ထုတ်ယူလာခဲ့သော စေးဘော့လိုက်နှင့်မိကျပါသည်မိုးသည်ကြာစင်းနေသည်မို့တောက်ခွာလိုကမဖြစ်သေးပေရှေ့တော်လှလန်းသို့ရောက်လိုက်လျင်ကားလမ်းမကြီးအနီးတွင်အကျော်ဖိုကလေးရှိပါသည် စေးဘော့လိုက်ကို အကျော်ဖိုကလေးရအောင်မှခတ္တနာပြီးတောက်မိဒီစကြားတွင်တော့ရိုက်လိုက်ကောက်လိုက်ထဲလိုက်တွေးရိုက်ကောက်ထဲတွေးရိုက်ကောက်ထဲလှုပ်လိုက်တာ တော်တော်ကလေးပလိုင်းထဲမှာပြေးလာလိမ့်ပြီအခန်းနှင့်အကျော်ဖိုးကလေးတို့ရောက်သွား၏အကျော်ဖိုးကလေးအရိတ်တွင်ဝင်လိုက်သည်ခါးလောက်မြင်သောအုတ်ခုံပေါ်မိဘုံကလေးတင်လိုက်သည်ဝါချမ်းများကို ထောင်မိထားလိုက်သည်လွယ်လွယ်တိုင်းထားသည့်ပလောင်းကို ပခုံးကချုပ်ယူလိုက်သည် ပလိုင်းသည်အတော်ကလေးနေပင်နေခဲ့ပြီးမှယခုမှကောင်းစွာတည်ထားမိသည်စံတုံးပြည်ဝင်ပလိုင်းသည်ထောက်ဝက်ကြော်ကြော်ရှိနေခဲ့ပြီးစေဘောလိန်နှင့်မိကျုပ်ကိုထောက်ယူလိုက်သည် လေကွယ်ပြီးမိညိသည်မိကွက်ကလေးရင်နာစီအလဟဒမကုံသည်ယံညှိမ့်ပြီးတတ်ထားလိုက်သည်ဆက်လက်မိဘလေးကိုရဲကနေဖြစ်သွားအောင်ဖွာလိုက်ပြီးရင်ကောင်းတဲ့အထိအချိုက်တွင်သည်တချို့တဝက်မိကွေးများကိုပြန်မှုတ်ထုတ်လိုက်သည်ရှက်ချင်းအမောပြေသွားသလိုခံစားလိုက်ရသည်အကျော်ဖိုးကလေးအနောက်ဘက်ရေအိုင်ဆက်စီမှမွေကိုက်လိုအော်သည့်ဖားတန်စူးစိုးဝါးကိုကြားလိုက်ရသည် ဖားအော်တန်ကကြီးသည်ထို့ကြောင့်မွေလည်းကြီးရမည်ဖားကိုနှစ်ချက်လောက်ရိုက်မိတော့ဆန့်သွားသည် မွေကိုလည်းဆက်ရိုက်ပြန်သည် အချက်တော်တော်များများရိုက်မိတော့မွေးလဲငြိမ်ကြသွားသည်အပြင်မှာလဲမိုးဒီဆဲတိတ်သွားခဲ့ပြီဟိုးမြောက်ဖက်မြို့ပြချီရာမိုးကောင်းကင်မိုးမုံများကြတွင်မြို့အတွင်လျှက်စက်မီးရောင်ကရောင်ပြန်ဟက်ထွက်ပြူနေတော့အလင်းတို့ကိုလှမ်းပြီးမြင်နေရသည်အေယာမကွင်းမြင့်ကြီးကိုဖျက်ချသည်ကွင်းမြင့်ကြီးရေဆုံချောင်းကလေးစီအရာတစ်ဖက်ကကူလိုက်တော့စံနန်းတော်တဲကလေးတို့ရောက်သွားခဲ့သည်မိမကမြေဆိုင်မိဖို့တောင်ပင်အေယာမမိဖို့ကြီးဖို့ပြီးမိသွေးချရင်းစောင့်နေသည် လွယ်တိုင်းလာခဲ့သည့်ပလိုင်းကို ဖြုတ်ပေးလိုက်သည်မွေသည်ကိုယူထားခဲ့ပြီးမီးအားကောင်းနေသောမီးပေါ်တွင်ဆက်ချင်းမီးကင်မြိုက်လိုက်သည်မိမကဖားသည်များကိုတန်စကားဖြင့်ကြက်ကင်သည်မွေမီးမြိုက်ပြီးသားကိုဘိုက်ခွဲစေကျော်တုံးတစ်ပြီးအိုးထဲမှထည့်ပြီးတက်ခဲ့ကအိမ်ပေါ်သို့တက်ခဲ့လေသည်အိယာကမနှိုးကြသေးသည့်ကလေးများနှစ်ပေနေရာလွတ်မှဝင်လှဲပြီးအိတ်လိုက်သည်တညတာအတွက်ယခုမှအစတင်အိတ်ဆက်ခြင်းဖြင့်အခန်းတော် မနက်စန္ဒာရီလောက်ရှိတွင်ကလေးများအော်တန်ဟစ်တန်များကြောင့်သူလန့်ပြီးနိုးလာခဲ့သည်မိမသည်လည်းဈေးမှပြန်ရောက်နေပြီမြေဆိုင်မိဘဆောင်တွင်တကုတ်ကုတ်ဖြတ်ပြုံနေသည်ကလေးများသည်အိမ်ချေရင်မကြီးပြိရိမ့်နိုင်ကစားနေကြသည်ကျောင်းနေတတ်သည့်အရွယ်၃ယောက်ရှိနေပြီဖြစ်တော်လဲကျောင်းမနေဖြစ်ကြသူအိမ်ယာမှနိုးပြီးအတန်ကလေးကြတော့ထမင်းဟင်းကျက်နေသည်ထို့ကြောင့်ရှေ့ရောက်လေးဟူသောမိသားစုမနက်စာထမင်းဝိုင်းကဆူဆူပြေပြေညံ့ညံ့ဆိုင်ဆိုင်စူးစူးညံ့ညံ့ရှိလွန်းစွာဖြင့်အသက်ဝင်နေလေသည် မနစာဓမေစားတော့ပြီးတွင်တော့ကလေးများသည်မိုးလို့သည့်အိမ်ချင်းရင်မကြီးပင်ရောက်တွင်ကစားနေကြပြန်သည်ဆူဆူညံ့ညံ့မြန်မြန်ဆိုင်ဆိုင်ယောက်ျားနှင့်မိန်းမသည်တရေတမောအနားယူအိပ်ဆက်ရန်တဲကောင်းရင်ခန်း၌ကြောလှဲနေကြသည်ယောက်ျားကဘာမှဆက်မပြောတော့ဘဲနေလိုက်လေသည်မိန်းမကယောက်ျားအုံနေသည့်ခေါင်းဝန်းတစ်ချမ်းကိုဝင်လှဲပြီးနေရာယူလိုက်သည်မိန်းမထံမှဟင်းကျွေးနှံ့တက်တဲ့အာဂရင်းနှံ့ကယောက်ျားစီတို့ရေဝဲပြီးရောက်ရှိလာသည်မိုးနောင်မိုးသည်ရွာရန်ဟန်ပြင်းနေ၏ ထိုအချိန်အင်းဤဥကောင်းရဲ့ရမကဘာဦးချံကျန်းစာတပတ်ရုပ်ဖက်တံကိုလည်းထွက်ပေါ်လာသည်ဖျားသခင်သည်ပုံတရံတော်နှင့်အညီလူယောက်ျားမိန်းမကိုဖန်ဆင်းပြီးလည်းရင်အရှင်တို့များစွာမွေးဖွားကြကုန်လောပင်လည်းငါတို့ကိုလည်းကောင်းမိုးကောင်းငင်ဟတ်တို့ကိုလည်းကောင်းအသက်ရှင်၍မြေပြင်ပေါ်မှာလှုပ်ရှားတတ်သောတလိမ့်ဆန်အပေါင်းတို့ကိုလည်းကောင်းအုပ်ဆိုးကြကုန်လောဟုအမိန့်တော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏မြတ်၏ချွေမြူတွေရုပ်စုံမဂ္ဂဇင်းအမှတ်87စက်တင်ဘာလ1995ခုနှစ် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးဘေးကင်းကြပါပြီကိုစိတ်နှပါချွန်လန်းချမ်းမြေကြပါသည်ခင်ဗျာ